ကဲအဖွဲ့အစည်းတစ်ခုကစီမံချက်တစ်ခုလုပ်လိုက်တယ်။အဲ့ဒီစီမံချက်ကတကယ်ပဲလူတွေအတွက်အကျိုးရှိရလားအပြောင်းလဲတစ်ခုခုဖြစ်သွားရလားဆိုတာကိုဘယ်လိုကြည့်နိုင်မလဲ။ဒီနေ့မှာတော့အဖွဲ့အစည်းတွေအနေနဲ့တို့ရဲ့လှုပ်ဆောင်ချက်တွေကနေရလာတဲ့တကယ်အကျိုးသက်ရောက်မှုကိုဘယ်လိုတိုင်းတာလဲဘယ်လိုအတည်ပြုလဲဆိုတာကိုအတူတူလေ့လာသွားကြပါမယ်။ဥပမာလေးတစ်ခုနဲ့စလိုက်ရအောင်။ယွာတရွာမှာတံတားတစ်စင်းဆောက်လိုက်တယ်ဆိုပါစို့ဟုတ်ပြီတံတားတော့ဆောက်ပြီးသွားပြီဒါပေမဲ့အဲ့ဒီတံတားကြောင့် အဲ့ဒီရွာကလူဒီရဲ့ဘဝကတကယ်ပဲပြောင်းလဲသွားရဲ့လားဒီမင်းခွန်းကရိုးရှင်းသလိုထင်ရပါပဲသူ့ရဲ့အဖြစ်ကတော့ကျွန်တော်တို့ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာရဲ့အဓိကနှလုံးသားပါပဲဟုတ်ပါတယ်အဖွဲ့အစည်းတွေကစီမံချက်တွေမှာအချိန်နေငွေတွေလူအင်အားတွေအများကြီးရင်းနှီးမြှုပ်နှံကြတာပေါ့ဒါပေမဲ့အရေးကြီးဆုံးကအဲ့ဒီလိုရင်းနှီးမြှုပ်နှံထားတာတွေကအလကားမဖြစ်သွားဖို့ပဲလေဒါကြောင့်ဒီမေးခွန်းကို မေးကိုမေးရပါတော့မယ်ငါတို့ရဲ့လှုပ်ဆောင်ချက်တွေက တကယ်ပဲအတိတ်ပဲရှိတဲ့ပြောင်းလဲမှုကိုဖော်ဆောင်နိုင်ခဲ့ရလားဆိုတာပေါ့ဆိုလိုတာကစီအနာကောင်းတစ်ခုထိနဲ့တော့မဖြစ်ဆုံးဘူးပေါ့ရည်ရွယ်ချက်ကောင်းတွေရှိုံနဲ့မလုံလောက်ပါဘူးဒီစိတ်ကူးဒီဒီလှုပ်ဆောင်ချက်တွေကတကယ်လက်တွေ့မှာအလုပ်ဖြစ်မဖြစ်အကျိုးသက်ရောက်မှုရှိမရှိဆိုတာကိုစနစ်တကျစစ်ဆီးနိုင်မဲ့လုပ်ငန်းစဉ်တစ်ခုနီလန်တစ်ခုလို့ကိုလိုအပ်လာပါတယ်အဲ့ဒီလိုစနစ်ချစ်ချစစ်ဆေးတဲ့လုပ်ငန်းစဉ်ကိုပဲ project outcome verification အတူကအနည်းနဲ့တော့ POV လို့ခေါ်ပါတယ် ဒါကကျွန်တော်တို့ရဲ့စီမံချက်တွေကနေရည်ရွယ်ထားတဲ့ရလက်တီအချိုးတက်ရောက်မှုတီတကယ်ပဲထပေါ်လာသလားဆိုတာကိုအတည်ပြုတဲ့တိတ်တိတ်ပြတဲ့နီလန်းတစ်ခုပါပဲ။ကဲရှင်းရှင်းလေးပြောရရင် POV ဆိုတာကစီမံချက်တစ်ခုကသူ့ရဲ့ရည်မှန်းချက်တွေကိုအောင်မြင်ခဲ့သလားလူတွေရဲ့ဘဝကိုတကယ်ပဲပိုကောင်းအောင်လုပ်ပေးနိုင်ခဲ့သလားဆိုတာကိုစနစ်တကျစစ်ဆဲတဲ့လုပ်ငန်းစဉ်တစ်ခုပါပဲ။ဒါကအမှန်ပြပြောတာမဟုတ်တော့ဘူးအထောက်ထားနဲ့အချက်အလက်နဲ့တတ်တည်ပြတာဖြစ်ပါလေ။ ဒီလုပ်ငန်းစဉ်ကိုအဆင့်လေးစဉ်နဲ့ခွဲပြီးကြည့်လို့ရပါတယ်ခုနကတရားဥပမာနဲ့ပြန်ဆက်ဆက်ကြည့်ရအောင်ပထမအဆင့် input ဆိုတာကတော့တရားဆော့ကိုတုံးတဲ့ဘီလက်မြေတန်ချောင်းလူအင်အားလိုမျိုးအရင်မြေတွေပေါ့ဒုတိယအဆင့် activity ကတော့တရားကိုတကယ်တိဆောက်တဲ့လုပ်ငန်းစဉ်မှာတတိယအဆင့် output ဆိုတာကတော့တိဆောက်ပြီးသားလို့မျက်စိရှိမှမြင်နေရတဲ့တရားအစ်စ်ကြီးတစ်စင်းပါပဲဒါပေမဲ့အရေးကြီးဆုံးကနောက်ဆုံးအဆင့် outcome မှာ ဒီတရားကြောင့်ရွာသူရွာသားတွေဈေးကိုအရင်ကထက်ပိုမြတ်မြတ်ဘေးကင်းကင်းနဲ့တောင်းနိုင်လာတာမျိုးကုန်စည်စည်းမှုတွေပိုကောင်းလာတာမျိုးကမှတကယ်အကျိုးရလာအဆင်မပြေဖြစ်ပါတယ်။ကဲဒါဆို POV ကဘာလို့ဒီလောက်အရေးကြီးတာလဲ။အဓိကအချက်၃ချက်ရှိပါတယ်။ပထမတစ်ခုက တင်ယူမှုပါ။ဘယ်နီလန်တွေကအလုတ်ဖြစ်တယ်ဘယ်ဟာတွေကမဖြစ်ဘူးလဲဆိုတာကိုသိလာတော့နောက်လာမယ့်စီမံချက်တွေအတွက်သင်ခန်းစာယူလို့ရတာကိုဒုတိယတစ်ခုကတာဝန်ခံမှုပါ ရင်းနှီးမြှုပ်နှံသူတွေအလူရှင်တွေကိုလှုပ်လှိုက်တဲ့အလုပ်တွေကနေတကယ်ရလကောင်းနေထုတ်ပေါ်လာတဲ့ဆိုတော့ကိုပွင့်လင်းမြင်သာစွာပြသနိုင်ပါတယ်။နောက်ဆုံးတစ်ခုကတော့ဆုံးဖြတ်ချက်ချမှတ်ခြင်းပါ။ခံမှန်းချက်တွေအစားအချက်လက်တွေကိုအခြေခံပြီးတော့ဒီစီမံချက်ကိုဆက်လုပ်တင်လားတိုးချဲ့မလားဒါမှမဟုတ်ပြုပြင်ပြောင်းလဲမလားဆိုတော့ကိုဆုံးဖြတ်နိုင်စေပါတယ်။ဟုတ်ပြီ။ POV ကိုအကောင့်ထဲပေါ်ရခါမှာအဓိကကြတဲ့ကိရိယာနှစ်ခုကိုသုံးပါတယ်။အဲ့ဒါတွေကတော့ monitoring လို့ခေါ်တဲ့စောင့်ကြည့်လေလာခင်နဲ့ evaluation လို့ခေါ်တဲ့အကဲဖြတ်ခြင်းပါပဲ။ဒီစကားလုံးနှလုံးကိုမကြခဏဆိုသလိုအတူတူကြားရလေးရှိပေမဲ့တကယ်တော့သူတို့မှမတူနေတဲ့အခက်အခဲတွေရှိပါတယ်။အဲ့ဒါတွေကဘာတွေလဲဆိုတာကြည့်လိုက်ရအောင်။ဒီနှစ်ခုရဲ့ဌာနချက်ကိုလွယ်လွယ်လေးဥပမာပေးရရင် monitoring ဆိုတာကကားမောင်းနေတော့ Google Maps ကြည့်နေသလိုပါပဲ။လမ်းကြောင်းမှန်ပေါ်မှာရှိနေသေးလား။ အချိန်မီရောက်ပါမလားလို့အမြဲစစ်ဆေးနေရမျိုးပေါ့ evaluation ကတော့ခီးဆုံးပိုင်းတန်ကိုရောက်သွားတဲ့အခါမှာနောက်ပြန်လက်ကြည့်ပြီးကိုဖြတ်ခွန်းခဲ့တဲ့ခီးလန်းကြောင်းတစ်ခုလုံးကဘလောက်အကျိုးရှိခဲ့သလဲရည်မှန်းချက်တွေပြည့်မိခဲ့သလားဆိုတာကိုပြန်လည်သုံးသပ်ကြနေတူပါတယ်ဒီစရာလေးကိုကြည့်လိုက်ရင်ဌာနချက်ကိုပိုပြီးမြင်သားသွားပါလိမ့်မယ် အချိန်ကာလကိုကြည့်မယ်ဆိုရင် monitoring ကစီမံချက်ချက်ကနေကစုံနဲ့ထိအမြဲတမ်းလှုပ်ဆောင်နေရပြီး evaluation ကတော့စီမံချက်အလေဒါမှမဟုတ်အဆုံးလိုမျိုးအချိန်ပိုင်းနဲ့ပဲလှုပ်ဆောင်ပါတယ်။အာယုံဆိုင်ပုံမှာလည်းကြွားပါတယ်။ monitoring ကလုံခြုံစင်ဒီနဲ့တိုင်းရရလ outputs တွေကိုအထူးကထားပြီး evaluation ကတော့ရေရှည်အကျိုးသက်ရောက်မှု outcome and impact တွေကိုကြည့်တာပါ။ဒါကြောင့်သူတို့မေးတယ်မေးခွန်းညီလည်းမတူတော့ဘူး။ monitoring ကငါတို့အလုပ်တွေအစီအစဉ်အတိုင်းစဉ်ပြပြလုပ်နေရလားလို့မေးပြီး evaluation ကတော့ ငါတို့လုတ်ခေတာတွေကြောင်းတကယ်ပဲဘာတွေပြောင်းလဲသွားလဲဆိုရဲပူကြီးတွေမိခုံးမိတာပါ monitoring ပဲလုတ်လို့ evaluation ပဲလုတ်လို့ဒီနောက်ခုလုံးဝတဲ့အသက်တွေးကြောကတော့ data ပါပဲမင်္ဂန်တဲ့အချက်လက်တွေမရှိပဲနဲ့ကျွန်တော်တို့ရဲ့လုံဆောင်ချက်တွေရဲ့အကျိုးသက်ရောက်မှုကိုတိတိကျကျသိနိုင်မှာမဟုတ်ပါဘူးဒါဆိုဘလို့ data မျိုးစားတွေရှိလဲဆိုတာကိုကြည့်လိုက်ရအောင် data တွေကိုအဓိကအဖြစ်နှစ်မျိုးခွဲနိုင်ပါတယ် qualitative data လို့ခေါ်တဲ့အရေးအတွက်ဆိုင်ရာ data နဲ့ qualitative data လို့ခေါ်တဲ့အရေးအတွေးဆိုင်ရာ data ပါ qualitative ဆိုတာကဘလုံးများများဆိုတာကိုကင်းကနနဲ့တိုင်းတာတာပါဥပမာတနေ့မှာလူပနေရုပ်ဖြစ်တန်းသွားလာတယ်လဲဆိုတာမျိုးပေါ့ qualitative ကတော့ဘာကြောင်းနဲ့ဘလူးဆိုတာကိုစူးစမ်းတာပါ ဒီတန်တာကြောင့်သူတို့ရဲ့ဘဝဘလူတွေပိုကောင်းလာလဲဆိုတဲ့လူတွေရဲ့ကိုတွေ့ဇာတ်လမ်းတွေခန်းစားချက်တွေက qualitative data တွေပါပဲတစ်ခုကကိန်းဂဏန်းတင်နေပြတယ်နောက်တစ်ခုကတော့အဲ့ဒီကိန်းဂဏန်းတွေနောက်ွယ်ကန်ဇာတ်လမ်းကိုပြောပြတာပေါ့ data တွေကိုရင်းမြစ်ပေါ်မူတည်တည်နောက်တစ်မျိုးခွဲလို့ရပါသေးတယ် primary data ဆိုတာကတော့ကိုယ်တိုင်ကွင်းဆင်းပြီးစုဆောင်းထားတဲ့အချက်အလက်အသစ်ဆက်တွေပါဥပမာလူတွေကိုတိုက်ရိုက် interview လုပ်တာစစ်တမ်းကောက်တာမျိုးပေါ့ secondary data ကတော့ထခြားသူတွေစုဆောင်းထားပြီးတဲ့အချက်လက်တွေကိုပြန်လည်သုံးပြတာမှာဥပမာအစိုးရချုပ်ပြန်ထားတဲ့တန်းကောင်ဆိုင်ရဲ့အချက်လက်တွေလိုမျိုးပေါ့တခုချင်းစီမှာသူ့လက်အားတာချက်အားနည်းချက်တွေတော့ရှိကြတာပေါ့လीကဲဒီနေ့ကျွန်တော်တို့လေ့လာခဲ့တာတွေကိုအနှက်ချုပ်ပြန်ကြည့်ရအောင်ရိုးရှင်းနဲ့ငါတို့ရဲ့လုံဆောင်ချက်တွေကတကယ်ပဲအကျိုးတက်ရောက်မှုရှိရလားဆိုတဲ့မေးခွန်းကိုနေစားပြီးအဲ့ဒီမေးခွန်းကို အချက်လက်နဲ့အဖြေရှာနိုင်ဖို့အတွက် POV monitoring and evaluation လိုမျိုးစနစ်ကျတဲ့နည်းလမ်းတွေကိုလေ့လာခဲ့ကြပါတယ် အထီးကမှတ်ထားမှာကတော့ဒါရီဟာစာရောက်ပေါ်ကအလုရှုပ်စရာတွေတက်တက်မဟုတ်ဘူးဆိုတာပါပဲတကယ်တော့ဒါရီကလောကကြီးကိုပိုကောင်းတဲ့နေရာတစ်ခုဖြစ်အောင်လှူဆောင်တဲ့နေရာမှာပိုပြီးထိရောက်ဖို့ပိုပြီးပညာသားပါပါလှူဆောင်နိုင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့တင်ယူမှုစစ်တမ်းတစ်ခုအဖြစ်ရှုမြင်ဖို့လိုပါရဲ့ဒီအကြောင်းအရာတွေကိုသူးသွားပြီဆိုတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမိခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ဒီနေ့လေ့လာနေတဲ့အသိပညာတွေကိုကိုယ့်ရဲ့လုပ်ငန်းခွင်မှာ ကိုရရရလူထုထဲမှာဂျာမမို့ကိုရနေစဉ်ဘဝမှာပိုကောင်းတဲ့အကျိုးသက်ရောက်မှုရဖန်တီးနိုင်ဖို့အတွက်ဘလို့အသုံးချလို့ရမလဲဘလို့စကြင်အသုံးချနိုင်မလဲဆိုတော့ကိုကိုရိုင်းပြန်လဲစဉ်းစားကြည့်ဖို့တိုက်တွန်းရင်းနေပဲဒီမှာပဲညီကုံချုပ်လိုက်ပါရစေ